ရိုဒီဂိုတက်မြန်မာနဲ့ပြောင်းရွှေ့ချေတက်မှတ်လိုက်တဲ့ရီယယ်မဒရစ်စပိန်ထိပ်တန်းကလပ်ရီယယ်မဒရစ်တင်အောင်ပရီးမီးယားလိဂ်ကလပ်တွေအပြင်းထန်ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းရဲ့တိုက်စစ်ကစားသမားရိုဒီဂိုကိုယူရို30နဲ့ဈေးနှုန်းတက်မှတ်လိုက်ပြီးလို့စပိန်မီဒီယာတွေကကြေကြေပြန့်ပြန့်ဖော်ပြနေကြပါတယ်။ဒီသတင်းကရိုဒီဂိုရဲ့အနာဂတ်ကစားသမားဘဝနဲ့ပတ်သက်ပြီးဘောလုံးတိုင်းဝိုင်းအတွင်းမှာထင်ကြေးပေးမှုတွေဝေဖန်သုံးသပ်မှုတွေနဲ့ပြောဆိုကြတဲ့အကြီးအကျယ်ဖြစ်ပေါ်စေခဲ့တာပဲဖြစ်ပါတယ်။ဂျူပယ်လီကန်နဲ့ဂီလီယန်အမ်ဘာပေတို့ရောက်ရှိလာခြင်းရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေက တင်းတွင်းနေရလူပွဲကိုပြင်းထန်စေတာကြောင့် Real Madrid တင်းရဲ့စီမံခန့်ခွဲမှုကအခုလိုဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ Cardinal စာတင်းတာနာရဲ့ဒီတန်ဖော်ပြချက်အရ Real Madrid တင်းရဲ့ဒီနယ်ယောဒီပြောင်းရွှေ့ကာလအတွင်းမှာ Brazil ရဲ့ရွေးချယ်တိုက်စစ်ကစားသမား Rodrigo ကိုရောင်းထုတ်ဖွယ်ရှိနေတယ်လို့ရှင်းလင်းစွာထုတ်ပေါ်ပြောကြားထားပါတယ်။ Real Madrid တင်းနေတဲ့အဓိကကစားသမားတွေကိုထိထိန်ချားကြည့်မိမယ်။အတင်းရဲ့ငွေကြေးချိန်ငွေစာကိုမျှတစေဖို့နဲ့လူချင်းကိုထိရောက်စွာစီမံခန့်ခွဲနိုင်မှုအတွက်အခုလိုဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။ Rodrigo ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ Premier League ထိပ်ကြီးတင်းနေတယ်မှာတော့ Arsenal တင်းကရေပန်းစားသုံးဖြစ်နေတယ်လို့လည်းစူပါတင်းတာနာကဖော်ပြထားပါတယ်။ အာဆင်နယ်ဒီပြမီကဲအာဒီတာဟာတိုက်စစ်ပိုင်းအားဖြစ်ဖို့အတွက်လာလာစီပီဘတ်စုံ၃နိုင်နဲ့တိုက်စစ်မှုတွေကိုရှာဖွေနေတာဖြစ်ပြီးရိုဒီဂိုကသူ့ရဲ့ပြင်းမဲ့စီးရင်မှာထိတ်ဆုံးကနေပါဝင်နေတာပါအာဆင်နယ်ပြင်မန်စီးတီးတင်းကလည်းရိုဒီဂိုကိုခေါ်ယူဖို့ပြင်းထန်စိတ်ဝင်စားနေတယ်လို့သိရပါတယ်ရီယယ်မက်ဒရစ်တင်းကနီးပြချုပ်ကာလိုအယ်ဆလော်တီထွက်ခွာသွားပြီးတဲ့နောက်အတင်းရဲ့နီးပြတဲ့ဖြစ်ကွင်းလက်ကျဲပွင့်ဟောင်းလိုဆိုကိုခန့်အပ်ခဲ့ပါတယ်နီးပြတဲ့နီးစနစ်ပိုင်းပြောင်းလဲရီနဲ့လူရွေးချယ်မှုတွေကကစားသမားတွေရဲ့အနာဂတ်ပေါ်တက်ရောက်မှုရှိလာနိုင်ပါတယ်နီးပြလိုဆိုဟာအသက်၂၄နှစ်ရွယ်ရှိပြီဖြစ်တဲ့ရိုဒီဂိုကိုတူတာဝင်ယူပရစ်နောက်ကစားခဲ့တဲ့အဲဒီလေအတင်းရဲ့ပွဲမှာပို့ထွက်ကစားသမားဖြစ်အသုံးပြုခဲ့ပါတယ် ဒါရိုဒီဂိုအတွက်ကောင်းမွန်တဲ့စာပြုံးမှုတစ်ခုလို့ထင်ခဲ့ရပေမဲ့နောက်တစ်ပွဲဖြစ်တဲ့ပါချူကာအသင်းရဲ့ပွဲစဉ်မှာတော့ရိုဒီဂိုကိုရန်ကုန်မှာပဲထိုင်ခိုင်းထားခဲ့တာကိုတွေ့ရပါတယ်။ဒီလိုနီးပြတဲ့ရဲ့ပထမအဆုံးပွဲစဉ်တော့ပွဲထွက်စီးရင်ကလည်းချန်လက်ခံရတာကရိုဒီဂိုရဲ့ရီယယ်မဒရစ်နာဂန်နဲ့ပတ်သက်ပြီးမေကွန်ထုတ်စာတွေအကြီးကျယ်ဖြစ်လာခဲ့ပါတယ်။ဒီပြတဲ့ရဲ့စီမံကိန်းထဲမှာရိုဒီဂိုဟာအဓိကကြားတဲ့ကန်ကနာကနေပါဝင်နိုင်တော့မှမဟုတ်ဘူးလားဆိုတဲ့တန်တရားယူထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်ရိုဒီဂိုအနေနဲ့အခုလိုရာကြီးမှာအတင်းပြောင်းရွှေ့ဖို့ရှိတယ်လို့သတင်းတွေပုံမပြင်းထန်စွာထွက်ပေါ်လာခဲ့တာပါ။ ရီမရီဒီကတူတက်ပြောင်းရွှေ့ချေယူရိုတန်း90ရှိနေတယ်လို့ကာတီနာစာသတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒီစင်းတော့ရိုဒီကိုရဲ့အခြေချင်းနဲ့အလားအလာကိုထင်ရနေတဲ့ဇင်းတော်တစ်ခုဖြစ်တယ်လို့ပရီးမီယာလိဂ်ကလပ်တွေအတွက်လည်းကြီးမားတဲ့ယင်းနှင်းပြောင်းတဲ့မိုးတစ်ခုဖြစ်လာပါလိမ့်မယ်။ရိုဒီကိုကပြီးခဲ့တဲ့2024-25ရာသီကရီမရီဒီမှာတော်လေးကိုရုန်းကန်ခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။သူကပြိုင်ပွဲဆုံး52ပွဲပါဝင်ကစားခဲ့ပေမဲ့ဆယ်လီကိုပဲသွင်းယူနိုင်ခဲ့တာပါ။သူရဲ့ခြေစွမ်းကပုံမှန်မဟုတ်ပဲအတက်ကျရှိခဲ့ပြီး အထူးဖြင့်ရေးကြီးတဲ့ပွဲစဉ်တွေမှာခြေစွမ်းပြမှုနေပါခဲ့တယ်လို့ဝေဖန်မှုတွေလည်းရှိပါတယ်။ရင်းပရစ်တင်မှာဗီနီဆီယားဂျူနီယာ၊ဂျူပယ်လင်ကန်တို့လိုထိတ်တန်းကစားသမားတွေနဲ့တိုက်စစ်ပိုင်းနေရာလူရချင်းကလည်းသူ့အတွက်ကြီးမားတဲ့ဖိအားတစ်ခုဖြစ်ခဲ့ပါတယ်။ရိုဒီဂိုလိုလာလာရှိပြီးရီချင်းပြေးသွားတဲ့တိုက်စစ်ကစားသမားတို့အတွက်ပုံမှန်ပွဲထုတ်ခွင့်ရမယ်။သူရလာလာတွေကိုပြေးဝဖော်ထုတ်ပြသနိုင်မယ်။အဒီနေတင်ကိုပြောင်းရွှေ့ဖို့ကအရေးကြီးပါတယ်။အာဆင်နယ်တင်ကတော့လာမယ့်ရီချင်းပြန်လိတန်ပွဲတွေအတွက်တိုက်စစ်ပိုင်းကိုအားပြေးဖို့စူးစမ်းနေတာကြောင့်ရိုဒီဂိုဟာသူ့ရဲ့အဓိကပြင်းမှတ်တွေကတူဦးဖြစ်လာနိုင်ပါတယ်။မန်စီးတီးတင်ကလည်းသူ့ကိုစိတ်ဝင်စားနေတာကြောင့်ရိုဒီဂိုရဲ့နာကကဘယ်ကိုဥတီတော်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ ယူတန်90ဆိုတဲ့ဇင်းတို့နဲ့တူရိုဒီကိုကဒီနီယာဒီရဲ့ပြောင်းရွှေ့ဈေးကွက်မှာအကြီးမားဆုံးပြောင်းရွှေ့တွေကတခုဖြစ်လာမလားဆိုတာကတော့လာမယ့်ရသက်တပတ်တွေအတွင်းမှာသိလာရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ကြတဲ့